ဥတော်ကိုမက်မှာကိုမက်လေးတွေအမျိုးမျိုးမေးကြတယ်ခလေးလားလူကြီးလားသားသမီးရွယ်ကြီးလားမသိဘူးမေးကြတယ်ဘာလေးမေးတာတော့သူတော့ဥပုသောရေးတဲ့ကြေးကြီးတိုက်လို့နိုင်တဲ့ကြက်တိုင်းကြက်ကောင်းလို့တတ်မှတ်လို့ရလားတဲ့အဲ့တော့ဥပုသောဒီမေကွန်းလေးကလွယ်လွယ်လေးဖြစ်ပေမဲ့လို့နည်းနည်းလေးဖြေရတာတော့ဂတိလင်နာနိုင်တယ်တချို့သူတွေစိတ်ဆိုးမှလည်းကြောက်တယ်အဲ့တော့နံပါတ်1ဖြေကျင်တာကတော့ဒီဥစ္စာဂုံပကာတနာနဲ့နံပါတ်1ရေးကြီးလို့ဆိုင်တယ် ဲ့ဒီကြက်တိုက်နေတဲ့လူတွေရာအဲ့ဒီကြေးကြီးကြိုက်ထားတဲ့လူတွေရာသူတို့ရဲ့ချမ်းသာကြိုးပမ်းမှုကားတွေဘယ်စီးပိုင်နေ expert တွေဘယ်စီးပိုင်နေဟဲ့လားကုမ္ပဏီတွေဘယ်လောက်ပိုင်နေသင်္ဘောတွေဘယ်လောက်ပိုင်နေမသိဘူးသူတို့အတွက်ကဒါအပြင်းပြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကြီးကြီးတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်တယ်တခုနောက်ထပ်ထပ်ပြောမယ်ဆင်ကဆင်ရှီရာလောက်ရှိတယ်ကြောင်ကကြောင်ရှီရာလောက်ပဲရှိတယ်နော်ဦးလေးရဲ့အကျက်အတွေ့အကြုံနဲ့ကြက်ဝိုင်းတွာလာနေတဲ့အမြင်တိုင်းဆိုရင်ကြီးကြီးပြီး အများကြီးတိုက်ထားတဲ့ကြက်တွေမြင်ဘူးပါတယ်ဒါပေမဲ့လို့မျက်စိရဲမတိုးတဲ့ကြက်တွေများတယ်အဲ့တော့ဥပ္ပတောင်းဘက်ကတော့ရဲတင်းတင်းအဲတစ်ခုလောက်တော့ကြုံကြည့်ပြောပြောခဲ့လိုက်မယ်ကြီးကြီးတက်ပြီးနိုင်နိုင်ကြက်ကောင်းလို့တော့ဥပ္ပတောင်းအပြိဝမတတ်မှတ်ပါဘူးเนาะဒီလောက်ပဲเนาะရှားသူကြီးလည်းသူစကားပြောမှားွားမှကြောက်လို့ဥပ္ပတောင်းဒီလောက်လူပဲဖြေကြပြီးဟဲ့လား